ပုံမှန်အဖြစ် Bitcoin ကတပုံးထိုးတက်ပြီးချိန်မှာနောက်ကနေလိုက်လာတတ်တာ Off Coin Season ဖြစ်ပါတယ်။ Off Season ဆိုတာဘာလဲ။ဘယ်အချိန်လောက်လာမလဲ။လာရင်ဘာတွေဖြစ်နိုင်မလဲ။ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတော့လေ့လာကြည့်အောင်။ Off Season ဆိုတာ Bitcoin မဟုတ်တဲ့တခြား cryptocurrency တွေက Bitcoin ထက်ပိုပြီးဓာတ်ကန်နှုန်းများများဈေးတက်ကြတဲ့ကာလကိုခေါ်တာပါ။ဒီကာလဟာအများအပြား Bitcoin ဈေးအရန်ခုန်တက်ပြီးနှိမ်သွားချိန်မှာလာတတ်ပါတယ်။ဘာလို့လဲဆိုတော့ Bitcoin ဈေးတက်တော့က ရက်လိုက်တဲ့အမြတ်တွေကိုလေးငိန်သွားချိန်မှာအခြားအော့ကွိုင်းနေစီပြန် invest လုပ်ကြလို့ပါပဲအော့ကွိုင်းစီဇန်လာမလာဘူးဒီအချက်၄ချက်နဲ့သိနိုင်ပါတယ်နံပါတ်1 Bitcoin ရဲ့ dominance ကျလာခြင်းနံပါတ်2 Ethereum BTC ရဲ့ price အချိုးမြင့်တက်လာခြင်းနံပါတ်3 All Coin တွေအားလုံးပေါင်းရဲ့ market cap မြင့်တက်လာခြင်းနဲ့နံပါတ်4 All Coin Season Index လို့ခေါ်တဲ့ Top 50 All Coin တွေရဲ့75%ဟာ Bitcoin ထက် ပြီးခဲ့တဲ့ရက်60တွင်ပိုပြီးဈေးကြံလုံးများလာခြင်းဒီအချက်၄ချက်လုံးဖြစ်လာပြီဆိုရင်အော့ကွန်စီဇန်လာပြီလို့ပြောလို့ရပါတယ်။ဒါဆို2025မှာအော့စီဇန်လာမယ်ဆိုရင်ဘဲကွန်ကိုစောင့်ကြည့်တဲ့နည်းနံပါတ်၁ကတော့အီတာရီယန်ပါပဲ။အီတာရီယန်ဟာစမတ်ကွန်ထရက်တွေနဲ့ decentralized application တွေအတွက် leading platform ဖြစ်နေတုန်းဖြစ်ပြီး DeFi လောကနဲ့ NFT တွေကမ်းပတ်ဖြစ်လာနိုင်ရည်ရှိနေတုန်းဖြစ်တဲ့အတွက် Ethereum ကိုနံပါတ်1အနေနဲ့ ောက်ကြည့်သင်ပါတယ်ဒုတိယ coin ကတော့ BNB ပါ Binance ရဲ့ official coin ဖြစ်ပြီး Binance ရဲ့အောင်မြင်မှုပေါ်မူတည်ပြီးဈေးအတက်ကျဖြစ်နိုင်ပါတယ် Binance ကို $2 billion investment ရခဲ့တာနဲ့ Binance user ပုံများလာတာက BNB ဈေးတက်ဖို့ဆူရယ်ဖြစ်နိုင်ပါတယ်တတိယက Solana ပါ high speed နဲ့ low cost transaction တွေနဲ့နာမည်ကြီးပါတယ် meme coin culture ကလည်း Solana ကိုဈေးတက်ဖို့လောင်စာပေးနိုင်ပါတယ်နံပါတ်၄ coin ကတော့ Chainlink ပါ real world data တွေနဲ့ မတ်ကွန်ထရက်တီကြားမှာထိစပ်ပေးတဲ့ Oracle Service ဖြစ်ပါတယ်။ Blockchain Platform အနေနဲ့ Partnership အသစ်ထိစပ်မှုတွေကြောင့်စိတ်တက်လာနိုင်တဲ့ coin ဖြစ်ပါတယ်။နံပါတ်5 Avalanche Avest ပါ။ကိုယ်ပိုင် Blockchain ပေါ်မှာ Decentralized Application တွေစောက်ဖို့တုံးနိုင်ပါတယ်။ DeFi Project တွေတိုးတက်လာမှု၊ Game Project တွေပိုခေစားလာမှုနဲ့ Partnership တွေကြောင့်စိတ်တက်လာနိုင်ခြင်းရှိတဲ့ coin တစ်ခုဖြစ်ပါတယ်။အောက်ကစီဇန်ဟာဘယ်တော့လာမလဲ၊လာရောလာမလားဆိုတာတွေမသိကြပါဘူးမဲ့။ဘစ်ကွိုင်းမဟုတ်တဲ့အောက်ကင်တွေနဲ့ အကျိုးမြတ်ရှာခြင်းနဲ့ inventory ကတော့စောင့်ကြည့်ကြတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။အခု Bitcoin ကလည်း order high အတက်တွေကိုဖောက်နေပြီဆိုတော့မကြခင်မှာ price ငြိမ်သွားမလား။ oxygen လာမလားဆိုတာကိုစောင့်ကြည့်မှာဖြစ်ပါတယ်။မိတ်ဆွေရောဘယ်လိုထင်လဲ။ oxygen ကိုစောင့်မလား။ဘယ်ငယ်ပြပါ။ Binance account မရှိသေးရင်တော့ကျွန်တော် description မှာပေးထားတဲ့ link ကနေဖွင့်မယ်ဆိုလို့ရှိရင် trading fees lifetime 10% off discount ရမှာဖြစ်ပါတယ်။ဒီ referral code လေးထည့်ပြပါ။ကြည့်တိပြအောင်ကြည့်ပြအောင်ကျေးဇူးများတင်ပါတယ်။ subscribe follow လေး လုပ်ပေးခဲ့ပါအောင်ဝင်ဝင်နဲ့နေလေဖြစ်ပါသေး